အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့1936ခုနှစ်မေလထုတ်ကြီးပွားရေးမဂ္ဂဇင်းမှာစာရေးဆရာတာဂရာငဆိုးရေးသားထားတဲ့အယသမားဆိုတဲ့ဝတ္ထုကိုဖတ်ပြမှာပဲဖြစ်ပါတယ်အယသမားယခုလာမိဝတ္တနရာသီဥတွေဘီးလက်ပြန်တရောက်နေလက်ဆက်ခဲ့တော့ကျွန်ုပ်ဤမိတ်ဆွေမတအူဟာအကြောင်းပြု၍ ရေးသားပါသည်အခန်1ခင်ညိုရေအော်လိုက်သောတံပါတိုက်အိမ်ကြီးတွေ၌ပောက်ွယ်သွား၏ဟဲ့သမီးမက်ခင်ညိုရှင်ဘာလဲပြပေအတန်လေးမှာတနာကမနိုင်လာ၏ချစ်စရာကောင်း၏နဝင်ချိုး၏အေးမြသားရာ၏တပြားသွင်းထလျက်နေစဉ်ရက်ဆက်စက်တချင်းဖွင့်၍ နာတော့တာစင်ကျင်သောအတန်ကလေးမျိုးပဲဒီ။အော်တမိနေအေးရှိလို့ခေါ်ရန်ကောအဖေနဲ့တူသောအဖိုးကြီးကပလက်ကလတ်ထိုင်းမော်ရင်လျောက်ရေးညီအဖိုးကြီးမှာတာမညာရဲကမဟုတ်ဆက်တထေးတယောက်ဖြစ်ဤတထေးဖြစ်သောကြောင့်လဲဖျားလူကြီးဒီ၎င်းသူကောင်းဖြစ်တရားသူကြီးဒီ၎င်းမြူနီစီပယ်လူကြီးဒီ၎င်းဖြစ်လာလေဤ ခင်းညိုသည်ပျောင်လက်တောက်ပနေသောကျုံးလေကားကြီးမှတပင်နိုင်မင်းသမီးလေးဟန်နှင့်ဆင်းလာ၏အတန်းကလေးတကဲ့သို့ပင်ကိုကလေးသည်လည်းချစ်စရာကောင်း၏တာတာနာနာရှိ၏ယူပနိကေအစင်းနှင့်ပြည့်၏ဖြူ၏နှုနေ၏သေးကွေ၏အဖိုးကြီးရှိတွင်ပြုံးပြုံးကလေးနေရ၏အဖိုးကြီးကလက်ထဲမှကင်နာသောနှစ်ပြားသတင်းစာတစ်စောင်မှတနေရာကို ပြလျက် မောင်တမ်းမြစ်တရာကိုဖီလက်ကပြန်လာတာကိုကဲကမြို့ဝကို ရောက်နေပြီတဲ့သမီးရဲ့ထိုကဲ့သို့ဆိုရင်အဖိုးကြီးရေလာမြောင်းပေးစကားကိုခင်ညိုကြတော့ကတနေ့လာဂျိုအာတနေ့ကနေဂျိုကမြို့လိုက်သည့်ခဏမှကဲ့သို့ညိုမဲလျက်တစိုးတစီးမှအလိုမရှိသောအမှုရာကိုပြ၏အဖိုးကြီးက ခစ်ဆန်သည်မဟုတ်သမီးမျက်နှာခဲကိုမသိထို့ကြောင့်ခုလောက်များစွာဗမာပြည်ကိုတိတ်ရောက်စေချင်နေရောမယ် ထိုကဲ့သို့တပ်ပြော၏ခင်ညိုက ထိုအချိန်ထိဘာမှပြန်မပြောကြည်တိုင်ကဲ့နိုင်ကြီးမှ9နိုင်ထိုးလိုက်၏ထိုးစဉ်အခါ၌အိမ်ရှိစင်ဝင်တွင် မော်တော်ကားတစ်စင်းရန်ဆိုင်လာခဲ့၏ဘော်ဘော်ဟုဒရိုင်ဘာကဟွန်းတံပေး၏ဟောမိမိပြန်လာပြီဖေဖေပြောခဲ့ပြီးခင်ညိုသည် ပြင်ပတ်သို့ထွက်သွားလေ၏ခင်ညိုနှင့်တူပါလာ၍ဧကန်းထဲသို့ဝင်လာသောဒေါ်မြမေကဘနဲ့ မောင်တမ်းမီတရားပယ်ရောက်တော့မယ်ဆိုပါလားကိုပဲမင်္ဂလာဆောင်ပဲဝေတော့ကတော့တော်တင့်ပြောလို့ကျုပ်လည်းခုပဲမက်ခင်ညိုကိုပြောနေရသေးတယ်ကိုဘိုးတော်ကောသူ့အဖေအမေများကပြောပြဘူးလားဟွန်းဟွန်းပြားရင်ကဲတော့အပေါင်ငယ်များစွာရှိ၍ပွားနေသောနှာခေါင်းကိုလက်နှင့်တစ်ချက်ပုတ်သက်နှီးနှော်ပြီးပြောလေဘာများတက်ခဲ့လို့ပြန်ခဲ့တယ်တော့တော်မြမေကမေဤကျုပ်လည်းတည်တယ် ခင်ညူသည်ထို့သို့သူမိဘများကလင်းလောင်းပြီးလှုပ်ပြန်အကြောင်းပြောနေကြပုံကိုတွေ့တော်လျက်လွန်စွာစိတ်မကောင်းမဲနေလေ၏နှီးဥကဲ့သို့သောမျက်ရည်ပုံများသည်လည်းသူ၏မျက်လုံးများမှကြာစင်းလာလေ၏မိဘကသာသမီအပေါ်တွင်မေတ္တာစိတ်ကြီးမားသောကိုကမျက်စောဖျားကိုရောကြီးများဟောဖော်ပြသထားခဲ့ပြီ။ဤသူတဦးတယောက်ကမှငင်းဆူကန့်ကွက်နေရလည်းမရှိသေး။ သာသမီများကြွယ်ဝချမ်းသာ၍ဥ္စာဒနာဘောဂဗလာပြည့်စုံလျက်ကြေးကျုံချမ်းရနေသည်ကိုတင်နောက်တင်နဲ့မြင်တွေ့လိုကြသဖြင့်မကြာမြင့်မီပင်ဘီလက်မြေမှလက်လက်ဆက်ဆက်ရောက်လာသောမောင်လှမြင့်ဆိုသူနှင့်မက်ခင်ညိုကိုနှစ်ဦးမိဘသဘောမျှလျက်ညိုဤသားလျင်စည်ရပြသောခမ်းမကြီးတစ်ခု၌လင်မယားအရာမြောက်ပေးကြလေ၏နောက်၌ဖြစ်လက်တန်သောအကြောင်းချင်းတစ်ခုကိုကြိုတင်၍မသိသောဒရုသမီးမိဘများမှာ တမိအတွက်စိတ်အေးအေးကြီးအေးကုန်ကြလျက်တမိမင်္ဂလာဆောင်သောညတွင်သူတို့နှစ်ဦးမှာနှိမ့်ချိုက်ပျော်မွေ့စွာအိပ်ပျော်ကြလေ။ဘောင်လှမြင့်ကဘီလက်တွေချောင်းနှင်းမြနေခဲ့၍ဘာသာမေးပွဲကိုမျှအောင်ခဲ့သူမဟုတ်ပေ။အရက်ကိုကောင်းကောင်းတောက်တက်လျက်စိုက်များတွင်အကျွေးယူလက်မှတ်ထိုးစားတောက်တက်၏။ရုပ်ရည်မှာအသားမဲ့သဖြင့်ဘောင်းမီနှင့်နေတော်အခါဘာနှင့်တူသည်ဟုမပြောတတ်တော်ပေ။ ခင်ညို့အဖို့တွင်က သူ့ကိုယူရနိုင်မိဘသဘောမျှ၍သာခေါင်းငိတ်လိုက်ရသည်ဖြင့်အရက်တောက်တတ်သည်ကိုသိသောအခါစိတ်သာညစ်လိုက်နိုင်ရှာ၏အခန်းနှင့်မော်တော်ကားမှာမောင်းသူဤတက်တက်ကြောင်အတော်မမှန်ပဲဖြစ်နေ၏မောင်းသူဘီးလက်ပြန်မောင်းလိုက်မြင်မှာအတော်မူးနေပုံရ၏လမ်းမတွင်ဘယ်သူမှအတော်လာမရှိသောအခါနှင့်ကြုံသည်ဖြင့်အမှုတစုံတရာမဖြစ်ပဲ တပ်အိမ်သို့စိုက်စိုက်မြိုင်မြိုင်ရောက်လာလေ၏ဇင်ဝင်တွင် ရောက်ကမဖြစ်သူအားတွေ့လေ၏ဟေးကောင်းကြီးတကားလာပွင့်လိုက်စမ်းအရက်တံဖြင့်ခက်လေးလေးပြောသည်ဖြင့်စသတိဥပိုးတောင်းမှတခွန်းတဲနှင့်သူပါကိုပြောသည်ဟုသိလေ၏အဖိုးကြီးမှာမိမိအလုံးမဟုတ်သည်ကိုသိ၏သူများကဲ့ရဲ့မှာကိုဆို၏တမတ်မှာလဲကြောက်လေ၏ထို့ကြောင့်သူသည်မောင်လာမြင့်အားငာ၍ကြည်နေလေ၏ မကြားဘူးလားဖွင့်လိုက်လေထတ်ဆိုပြဲဤအရကိုမျက်နှာကိုဥပိုးတောင်သည်ကြီးကန်းကဲ့သို့ကြည်မီသူတစုံတယောက်မှမတွေ့သည်ဖြင့်မော်တော်ကားတကားကိုဖွင့်ပေးလေ၏။မင်းသားချမ်းဟန်ဖြင့်တမတ်အယက်သမားသည်မော်တော်ကားပေါ်မှမြေသို့တက်၏။တိုက်ပေါ်သို့မတက်သွားသည်ရိုင်းရိုင်းနှင့်ရက်လျက်သမီးကိုမေးလိုရာကခင်ညိုကသူဘိုင်းစကုတ်သွားအောင်မယ်တယ်လား။ကျုပ်လည်းမသိဘူးပရီးစိတ်နေတယ် အဖိုးကြီးပြောပုံမှာအတော်ကြောက်ပုံရာကြီးအသံမှာလည်းတုံတုံကြီးဖြစ်နေ။ဘာပြောရဲပတိစိတ်နေတယ်။သမီးလင်ငင်နောက်လိုက်သွားတာတော့ပြိမဲ့ကောင်းကြီးမဟုတ်ပါဘူး။ညီလေးရဲ့အိမ်ပေါ်တို့တက်သွားလေ။တနစ်တနိုင်ဘီလက်ပြန်ရသမားဒီရောက်ကမမိမအီခန္ဒီပါရမီကိုစမ်းသက်လေ။မိမတို့ဒီဒေါသထွက်လွယ်ဤယောက်ျားတို့ကဒေါသကိုချုပ်နိုင်တယ်များချုပ်တယ်ဤ။ ်မိမတို့ဒေါသထွက်သောအခါငိုရက်ဤရန်တွေ့တဲ့ဤထွတ်ထက်လွန်သောတတ္တိမရှိရေယောက်ျားတို့မြည်သည်ကဒေါသမိတောက်လောင်လာသောအခါချုပ်ယုတ်နိုင်ခဲ့စွာသောအမျက်မှန်ဖြင့်ဒုတ်တာလက်နှက်ပါလာ၏ဤသို့လျှင်လိင်နှစ်ခုသည်ထိုနေရာ၌ကွာကြပေ၏တော်များမည်သည်အိုင်လုံးလှသည်ဖြင့်ရက်တောင်တစ်ခုနှင့် သူ့ကိုယ်ကိုအေးမြအောင်ပြုလုပ်နေလေ၏။နွေရာသီ၏ပူပြင်းသောအချိန်ကြောင့်ဗရင်းမမြင်လိုက်ရသောအုံးထဲပင်ကြီးမှာ တွေ့ချောက်၍တေဂာနီးပုံကိုပေါ်ထား၏ခြံစည်းအိုးနီးတွင်ပေါက်ရောက်နေသောရွက်လှပင်များမှာဝါရင့်ရင့်အရောက်ရှိသောအရွက်များဖြင့်သာပြည့်နှက်လျက်အင်းရှင်များနှင့်ဘဝကံအကျိုးပေးတူပြီးသကဲ့သို့စိတ်ညင်ညူဟန်ရှိလေ၏ဒေါ်မြမေကရက်ခတ်မြဲခတ်နေလေ၏အေကန်း၏စနေတော့မှတကားသည်ပွင့်လာလျက်တမတ်အရသမားသည်ဝင်ရောက်လာလေ၏ခင်းညို့ကသူ့စီမှာပတ်စံမရှိတော့ဘူးလို့ပြောတယ်ဒါ ਉਹ ခုကျွန်တော် အသုံးရှိတာနဲ့ငွေ2000လိုချင်လို့သူတွင်ညကတောက်လာခဲ့သောအရန်ငွေမှာမျက်လုံးတွင်နှီးရဲလျက်ကြံနေသည်ဤ2000သောငွေမှာယခုကဲ့သို့ကလိယုတ်အခါတွင်အလွန်ရှာဤထို့ပြင်လည်းဒေါမြမေမှာအလွန်ကက်စီနေသောမိမကြီးတယောက်ဖြစ်ရာကမျက်ဖြူဆိုင်လူနီဖြစ်သွားလေဤအဲ့ဒါခုကျွန်တော်လိုချင်လို့ဒေါမြမေကဘာမှပြန်မပြောကြည် ငွေ1000မရရင်ကျွန်တော်ခမရသမီးနဲ့꽌ရလိမ့်မယ်။အယားသည့်အထဲတွင်စိတ်ညစ်စရာများကိုကြားရတော့ခါဒေါ်မြမေသည်စိတ်မရှိနိုင်တော့ပဲသမတ်အားပထမအချိန်ဆဲရီတိုင်းထွားမိလေ။ခွေးမသားလူဘာဝါလို့ငါသမီးကိုနင်း꽌လိုက်ရင်ตาကောင်းမှာပေါ့။တို့ကလေးဒေါ်မြမေကဆဲလိုက်သည်ကသမတ်ရဲ့သမားစိတ်တွေမခံကြည့်မခံသာပြစ်လာစေ။ဘီလက်ပြန်ရဲ့သမားသည်ဖနက်တစ်ဖက်ကိုချွတ်လျက် ရောက်ကမဒေါ်မြမေအားပေါက်လေပထမအချက်တွင်မတိပေနောက်တစ်ဖက်ကိုချွတ်၍ပေါက်မီပြူသောအခါဒေါ်မြမေမှထိုင်ရင်းနေရာတွင်မရှိတော့ကြီးသို့အခင်းဖြစ်ပွားသည်ကိုခင်းညိုကြားရသောအခါတွင်ကရက်ဆက်လီစွာဟုစိတ်ထဲကသာမိမိလင်းယောက်ျားအားအပြစ်တင်လေတထေဥဘိုးတောင်ကမူစိတ်ဆက်ကောင်း၍သဘောထားပြည့်သူအဖိုးကြီးတယောက်ဖြစ်သည်ဖြင့်ကျောင်းဆောက်ရန်ရည်စူးလျက်ရေဆက်ချထားပြီးဖြစ်သောငွေ3000နှစ်မှာ ၂တောင်းငွေကိုခွဲထုတ်လျက်မောင်းလှိုင်းမြအားပေးအပ်၏ကျွန်ုပ်တို့၏ဇက်လိုက်ဖြစ်သောဘီးလက်ပြန်မှာငွေ၂တောင်းကိုရောက်မှများကျေနပ်အောင်ပင်အသုံးချလေသလိုထို့သူကမဟုတ်တဖန်လဲပေါ်ပြခဲ့သည့်အကြောင်းအရာများကိုထောက်ယူကာအရက်တောက်ပစ်သည်ဟုထင်မိမည်ထို့သူလည်းမဟုတ်သူသည်ရောက်မကြတောင်းမမီကျောင်းထွက်အလုတ်တိုက်စည်ရင်းမှတယောက်ထံမှကာမဂုဏ်ကိုဝယ်ယူလေ၏ စည်ရမာလီမှာမောင်လားမြင့်တွင်မိမရှိကြောင်းသိရတော့လေငွေအများအများရလျက်မယားနှောင်းဘဝသို့ရောက်ရသည်ကိုအင်မတိအင်မတန်ကုသိုလ်ထူးသည်ဟုယူဆ၍မိမိဘဝကိုဒုံလဘတည်ကြ၏လောကကြီးသည်ကဆန်းလာသည်မှတ်ပါလောအခန်း၃အင်္ဂလိပ်အစိုးရတော်ကမြမပီအားပေးအပ်အုပ်ချုပ်ရေးအရာစတင်အုပ်ချုပ်သောနေ့တွင်ဥပိုးတော်သည်ဘဝရဘာသို့ပြောင်းလေ၏ တော်မြမေကနောက်နှစ်လကြာသောအခါမှတေလေ၏မောင်လှမြင့်ကဥဘိုတော်၏နေရာကိုယူလျက်တော်မြမေနေရာကိုက သမီးပြည့်သူမတ်ခင်ညိုကဆက်လက်သိမ့်ပိုက်ကတိုက်အိမ်ကြီးတွင်နေထိုင်ကြပြန်လေ၏တညတွင် မောင်လှမြင့်သည်မြမတဟာယကလက်မှအရက်တော့၍အိမ်သို့ပြန်လာလေ၏ယုံဆန္နာလာမင်းကြီးသည်အရက်သမားအလမ်းမှန်ကိုပြလျက်ရှိ၏ကျဲပေါင်းတို့မှလည်းလာမင်းအာကူညီနေကုန်၏ ို့မြနက်ခတ်တာယာဂျိုးပေါင်းကမြောက်စားလျက်နေသောအရက်သမားမှာသွေးကြွလာ၍တခြင်းကိုအော်ဟစ်ခါဆို၏။တလန်းလုံးအနောက်ရှက်ဖြစ်စီလျက်နှင့်အိမ်တို့ရောက်လေ၏။ခင်းညိုငိုနေသည်ကို တွေ့ရ၏။တနာဖို့ဝင်စွာခင်းညိုရှိုက်ကြီးတငယ်ငိုနေသည်ကိုအမှုမဲ့အမှတ်မဲ့ထားလျက်ဘာပြုတ်လို့ငိုနေတာလဲဟုချီနှင့်တင်မားကိုတို့၍မေ့၏။အိတ်အိမ်အိမ်ဟုရှိုက်တန်ကိုသာကြားရ၏ ဟာဘာဖြစ်လို့လဲနေအဖေအမေတွေကိုလွမ်းလို့လားဘာမှပြန်မဖြေကြီးပြောလေနေကိုကြောက်ချခဲ့တဲ့တရိတ်ဆန်တွေကအဝိစီရောက်ကုန်ပြီနေမတည်သေးဘူးလားငိုတယ်မှာကဲတထက်ကဲလာတဲ့ဖြင့်အရဲ့သမားလှမ်းမိသည်ထမမေးတော့ပဲခြေနှစ်နာနာတစ်ချက်ကန်ငယ်ပြီးအိယာတို့ဝင်လေတော့ဤကျွန်ုပ်တို့ဤအလေးအထတစ်ခုမှာမိတ်ဆွေတစ်စုံတစ်ယောက်ထံသို့လက်ထပ်ထိမ်းများသောအခါလက်ဆောင်လက်ဖွဲ့ဖြစ်စီ ဝမ်းပန်းသာသော စာလွှာဖြစ်စေပို့ပေးတာဘူး၏ကျွန်တို့တို့သည်မိတ်ဆွေအတွက်အားရမိသည်ကမှန်၏တို့ရာတွင် မိတ်ဆွေဖြစ်သူယောက်ျားတော်၎င်းမိန်းမတော်၎င်းသူချစ်သူနှင့်ရာ၍ချမ်းမြေပျော်မြူးနေသလားစိတ်ညစ်ညူးနေသလားဟုမတွေ့တော့ပေ အတွင်းကိုအပြင်ကိုနှစ်ဖြာနှစ်ဝါညီမြ၍သာအသွင်တူသွားကြသည်ဟုမှတ်တယ်လျက်ငါပေကူညီသမှုပြုကြလေ၏ယခုအယသမားလှမင်းနှင့်ခင်ညိုเจ้าကိုကြားသိရသောအခါ မင်္ဂလာဆောင်တွင်အားပေးကူညီလိုက်ကြသောသူအပေါင်းခင်ညို့ဘက်ကမိမမိတ်ဆွေများသည်ခင်ညို့တယောက်ဖြင့်ကန်ဆိုးရှာလေးရဲ့ပိန်သွားပြီးစိတ်ညစ်ရလုံးလို့တေးချင်းရဲ့စိတ်မစားနဲ့ရသမားယူဆိုရာမှန်ရဲ့တော့စသဖြင့်စုတ်သက်ရင်မစကားများကိုသာတန်းတားနေရပေ၏စိတ်ထောင်းသဖြင့်ခင်ညို့မှကိုကြည်၍တေးကြလေ၏မိဘနှစ်ပါးမှစိတ်ဆင်းရဲ၍ပင်တေးခဲ့ကြလေပြီယခုလည်းခင်ညို့ကွယ်လွန်ခဲ့ပြီဖြစ်ရကား မောင်လာမြင့်သည်ရှိသည်မြလမ်းဝဲလက်စားများတဝက်ကိုပေါင်နှံ၍အယက်တော့ဘီလီယံထိုကလတ်တက်နှင့်ဖြုံးငယ်ကြံတဝက်ကိုတင်တင်များဆိုသူစီရင်မာလေးဟာပေးလိုက်လေ။နောက်ဆုံး၌မော်တော်ကားနှင့်တိုက်အင်ကိုပေါင်နှံ၍ဖြုံးပြပြီးတင်တင်များတွင်ရှိနေသောပစ္စည်းများကိုသုံးစွဲရန်ထွက်ခဲ့လေ။တင်တင်များမှာဘီလက်တို့တစ်ခေါက်မျှမရောက်ဘူးတော့လေ။သူထက်အလွန်ပါနေသူဖြစ်လေ။မောင်လာမြင့်အထီးကျန်သောအဖြစ်ကိုသိသောအခါ ကောလိပ်ကျောင်းသားတယောက်နဲ့အဆက်လုပ်ရနေလေ၏ကောလိပ်ကျောင်းသားဆိုသူမှလည်းတောရင်ရှိနေသောမင်းတိုင်းပင်အမတ်ကြီးတူဦးဤသားဖြစ်၏တိုင်းပြည်မတထားငွေ200ကျော်ကိုလစဉ်မှန်မှန်ယူနေလျက်ကသားအားကျောင်းစီထောက်ပံ့ထားလေ၏ဒေဒီမြမှာကောလိပ်ကျောင်းသားနှင့်ပင်မြူးတူပြောမွေးလျက်နေလေ၏လမ်းဘေးရှိတစ်ပင်အပေါင်းသည်လေဤတိုးဝေသောဒဏ်ကြောင့်လှုပ်ရှားနေ၏လမ်းပေါ်တွင်ကြားရောက်နေသောအရေးများမှာတရေသပတ်ကြီးများကဲ့သို့ရိမ့်နေဟန်ရှိ၏ တော်ရာငွေလာကြီးမှာယခင်ယခင်က ထုံးပလာသောအယောင်ကို ထိုနေ့ညတွင် အသိလုပ်၍ပေးနေပုံရ၏မောင်လှမြင့်သည်တင်တင်များအိမ်ရှိသို့ယိုင်တိယိုင်တို့ဖြင့်ရှောက်လာရာကဇန်နရသန်နှင့်ယောရှက်လိန်လွှင့်၍ထွက်လာသော တေးသံတစ်ခုကိုကြားရလေ၏တေးသံကသူ့ကိုသိရောသလိုကြာနေပြီမရှက်ဘူးကွယ်အယံမူးရယ်ယိုင်တိုင်တိုင် လမ်းကိုလျှောက်တယ်ခဲလုံးနဲ့ပြောမရတယ်ရှင်မမေတ္တာပြတ်တယ်မောင်လှမိသည်ရမူးနေတော့လဲတချင်းတန်ကိုပြတ်သွားစွာကြလေရည်အိမ်ပေါ်မှစောင်းမြောင်းချိတ်ဆူနေသောဒေသန်သည်ယုတ်ကြီးပြတ်သွားလျက်ရည်တန်ကိုကြားရပြန်၏ထို့နောက်ကိုဝေးပြန်ရင်ကျောင်းဝဲတရံကို ကြော်ဝင်ပါလား No my heart ဒါဖြင့်တရဝံကိုပြေးဖို့ပတ်စံရှိသေးလား ein Gott wünscht ဒီတဲ့များပေါ်လာပြန်လေကြီးဘီးလက်ပြန်ရသမားဒီလဲရဲ့၍နားထောင်နေရမှာလေးစေးစွာရှေ့သို့ဆန်းသွား၏မကြမီတစ်ပင်ကြီးများတဲ့တွင်ပျောက်ကွယ်သွားလေ၏ဆုံးကြပြီဟုတ်ကဲ့ခုလိုဆုံးထိနားဆင်ပေးတဲ့အတွက်တချို့ပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေ